လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ စကိုင်းတိုင်းရင်းမပင်နဲ့ဆလင်းကြီးမြို့နယ်ဝမ်ပေါင်းနဲ့ရန်စီတရုတ်ကျင်းနီဆက်ရုံတွေကကျေးရွာတွေကိုစုပ်စုစစ်ကြောင်းထိုးနေတာရတတပတ်ကြော်ကြားရှိလာပြီးတော့ရွာ20ကျော်ထွက်ပြေးနေရကဖက်စီတက်ဖြတ်ခံရသူတွေလည်းငောက်ထက်မနေရှိတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြကိုပြောပါရတယ်။အော်တိုဘာ18ရက်ကစတဲ့ကအင်အားရာနဲ့ချီတဲ့စုပ်စုတွေကတရုတ်ကျင်းနီဆက်ရုံတွေအနီးမှာရှိတဲ့ကျေးရွာတွေကိုရွာစဉ်ပတ်မွေစစ်ကြောင်းထိုးက လူသက်လူရက်ကဒေသခံတွေကိုဖမ်းဆီးနေရဖြစ်ပြီးတော့အောက်တိုဘာ24ရက်မှာလဲစောစုကထပ်မံစစ်အင်အားတိုးကစလင်းကြီးနေတဲ့ဆက်လက်စစ်ကြောင်းထိုးနေရပဲဖြစ်ပါတယ်။ဒီအကြမ်းမဲ့စစ်ကောင်းကြီးစစ်ကြောင်းထိုးမှုကြောင့်ကြီးဝါပေါင်းကျွန်တော်တို့20နီးပါးလောက်ကျွန်တော်တို့ပြေးနေရပါတယ်။အပြည်သူဥယျာဉ်ကလည်းကျွန်တော်တို့တသောင်းခွဲအထက်မှာရှိပါတယ်။အသူတို့ရဲ့အခုလုံအောင်မှုကတော့အဓိကတော့စန္ဒရိတ်ကဖေးဝါကျွန်တော်တို့ရေပေါ့နော်။အရေးကျွန်တော်တို့အလိုအပ်ပါတယ်။ စိုးစုကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ကရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်လာလို့အသက်လူထွက်ပြေးခဲ့ရပြီးစားနေရိတ်ကအဝိအထည်စတာတွေဘာတစ်ခုမှမတည်ယူနိုင်ခဲ့ဘူးလို့ကိုရိုင်းစစ်ရှောင်နေရတဲ့အမျိုးသမီးတဦးကလည်းပြောပါရယ်စပေးစရှောင်ခဲ့ရတာဒီနေ့ရောဆိုရင်ထောင်းကြအိတ်ခုနှစ်ရက်ရှိပြီအဲ့ဒီစပြီးတော့ရှောင်တဲ့နေ့ကနေကဆိုရင်အခုနှစ်ကြောင်းသုံးကြောင်းခွဲထူတာစကြောင်းခွဲထူတော့ပြည်သူတွေမှာတခါတဲ့အတင်းကိုပြတ်တောက်သွားပြီးတော့ ိုးတစ်ချက်ကိုတစ်ခုနဲ့ပေါ့ဒီဘေးလွတ်ရအောင်သွားကြတယ်ခုနတက်ကြီးရဲ့အိုတွေကလည်းတိုင်ငယ်ဘဝနေပြီးတော့ပြုတ်ကြတယ်ပြုတ်ကြပြီးတော့ပွဲချင်းပြီးသေးတဲ့ဟာတွေလည်းရှိတယ်ဒရတန်ကျရတဲ့ဟာတွေလည်းရှိတယ်မသွားနိုင်မလာနိုင်တဲ့ဟာတွေအိမ်ထဲမှာလည်းကျင်းတဲ့ဟာတွေလည်းရှိတယ်ခုသာဒီစစ်ကြောင်းကိုလည်းပြည်သူတွေကတော်တော်များများကိုကြောက်လန့်တယ်ကြောက်လန့်တယ်အဲ့ကြတော့အခိုးစာက ီပြည်သူတွေတော်တော်များများမှာစစ်ဘေးရှောင်ရတာဆင်းရဲဒုက္ခတွေရောက်နေတယ်ဇလင်းကြီးနေတဲ့စစ်ကြောင်းထိုးတဲ့ဆိုးဆူဟာဒေသခံတချို့ကိုတစားကန်လူသားအတိုင်းကအဖြစ်ဖမ်းဆီးအတုံးချကတက်ဖြတ်တာတွေလည်းရှိပြီးတော့အောက်တိုဘာ19ရက်ကစက်တဲရွာနီးမှာနှစ်ဦး ဇီတော့ရွာအနီးမှာနှစ်ဦးတက်ဖြတ်ဆုံးဖြတ်ခဲ့တယ်လို့အော်တိုဘာ19ရက်မှာပဲစစ်ရှောင်းနေခိုးလုံးနေထိုင်တဲ့ဖုံကြီးကြောင်းနဲ့အဆောင်တွေကိုလေချောင်းပုံကျဲလို့ပြည်သူတဦးအသေးဆုံးကတန်ငါးတပါးပါဝင်စစ်ရှောင်းလေးဦးဒဏ်ရာရှိခဲ့တယ်လို့စလင်းချင်းမြို့နယ်တပိတ်အင်အားစုအဖွဲ့ဝင်တို့ကပြောပါတယ်။ဒီဆယ်တဲ့ပေါ့ဗျာဆယ်တဲ့ရွာတက်ကကျွန်တော်တို့ပြည်သူအလောင်းနှစ်လောင်းကျွန်တော်တို့ PD ရဲ့ရဲဘော်တွေကအဲကောက်ယူရရှိခဲ့တဲ့အတွက်အမိသားစုတွေတော့ကြိုးခွင်းရလိုက်တယ် အခုလဲဒီဆက်တဲ့ရွာတဲ့ဘုန်းကြီးကျောင်းအလောက်ဘက်မှာအလောင်းလေးစီတန်းလာတယ်ပြည်သူလောင်းလေးစီတန်းလာတယ်ကြားသိရတယ်လက်ရှိမှာဆောစုကတရုတ်ကျင်းနေဆက်ယုံခြံစည်းရိုးအပြင်ဘက်ဆက်တဲ့နဲ့ဇီရိုချွရတဲ့အနီးမှာရှိတဲ့နေရာတွေမှာအထိုင်ချကစက်ကြောင်းထိုးနေပြီးလက်နက်ကြီးနဲ့ရန်ငါပြက်ခတ်တာမော်ရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမကတဲကတက်လာတဲ့ပါရာမော်တာဂျိုင်ယိုကော့ဘရာစတဲ့လေကြောင်းကနေဘုံကျဲတာတွေနဲ့နေစဉ်ကျွလွန်နေပါတယ် စိုးစုရန်ကြောင်ဆလင်းကြီးမြို့နယ်မှာရှိတဲ့လက်ပတောင်ရွှေလေပလောင်ဂရုကုံဝဲကြီးဝဲကွယ်ဝမေကန်တော်စီတော်ဆဲတဲတဲကောကြီးလေတီတုံတော်ချောင်းဖောင်ကရာထန်းတော်ကြီးမိုးချိုးပြင်အလဲရွာတောင်ရွာနဲ့မြောက်ရွာဖောင်ကားအလဲရွာတောင်ရွာနဲ့မြောက်ရွာစတဲ့ကျေးရွာတွေကပြည်သူ2000ခန့်စပေးဆောင်ထွက်ပြေးနေရတာဖြစ်ပြီးတော့ကလေးငယ်ကိုဝင်ဆောင်အမျိုးသမီး တက်ကြီးရွယ်ဝင်ရဲ့ကျမ်းမာရဲ့အတွက်လဲစေဝါကုသပေးမဲ့အဖွဲ့အစည်းတွေလဲလိုအပ်နေပါတယ်။